မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မွန်တိုင်းငယ်သတင်းအမှတ်စဉ်3/1အမြင်ဆောင်2025ကိုထုတ်ပြပေးကြပါရစေ2025ခုနှစ်အောက်တိုဘာ25ရက်နေ့ဒီနေ့ပြည်မှာစံတော်ချိန်မွန်တဲ7ရက်နေ့ချိန်ထုတ်ပြန်ကြမှာတော့မွန်တိုင်းငယ်အခြေအနေဟာဒီနေ့ပြည်မှာစံတော်ချိန်မနက်7နာရီခွဲချိန်တိုင်းထွာချက်တွေရပင်လာပင်လျော်ရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေပြင်းအားနဲ့ရုံဝမ်မတ် low pressure area ဟာအနောက်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့ပုံမှန်အားကောင်းလာကမွန်တိုင်းငယ် depression င်ဖြစ်ကိုရောက်ရှိခဲ့ပါတယ်။အဆိုပါမုံတိုင်းငယ်ကတော့မြန်မာနိုင်ငံကိုကိုကျိုးမျိုးရဲ့အနောက်တောင်ဘက်ရေမိုင်330မိုင်ကအိန္ဒိယနိုင်ငံချင်းနိုင်မျိုးရဲ့အရှေ့အရှေ့တောင်ဘက်ရေမိုင်930မိုင်ကကာကီနာဒါမျိုးရဲ့အရှေ့တောင်ဘက်ရေမိုင်940မိုင်က ရေမိုင်940မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါဗျ။မုံနိုင်ငယ်ရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက်ကဥတည်၍ရှာမဲ့အခြေအနေမရှိလို့အဝါရောင်အဆင့်လိုသတ်မှတ်ထားပါဗျ။မုံနိုင်ငယ်ရဲ့ဒီနေရာဗဟိုချက်လေပြင်းအားနဲ့လေတိုက်နှုန်းတွေကတော့အဆိုပါမုံနိုင်ငယ်ဟာမြန်မာစံတော်ချိန်17နာရီခွဲအချိန်မှာမြောက်လက်တီကျူ10.8ဒီဂရီနဲ့အရှိလောင်ကြီးကျူ89.39ဒီဂရီမှာတည်ရှိပြီးတော့ဗဟိုချက်လေပြင်းအားကတော့1002ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုက်နှုန်းကတော့တနာရီကိုမိုင်30နှုန်းခန့်ဖြစ်ပါဗျ။နောက် က်24နာရီတွင်ခံမှန်းချက်မှာတော့အဆိုပါမုန်နိုင်ငယ်ဟာအနောက်အနားဘက်ကိုရွေ့ရှားနိုင်ပြီးတော့26ရက်စည်လ2025မှာအားကောင်းသောမုန်နိုင်ငယ် depression ဖြစ်ကို၎င်း28ရက်စည်လ2025မှာဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းမှာ cyclone မုန်နိုင်ဖြစ်ကို၎င်းရောက်ရှိနိုင်ပြီလို့ခန့်မှန်းရပါတယ်။ အစောပိုင်းမုံတိုင်းရဲ့အရှင်ကြောင့်ဒီနေ့မွန်တဲကနေနောက်24နာရီအတွင်းမှာတော့တရင်းနိုင်တိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာကျဲကျဲကနေနေရာဆိတ်ဆိတ်နဲ့နေပြည်တော်ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအရာတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကွက်ကြားကနေနေရာကျဲကျဲမိုးထွက်ကြုံရွာသွားပါမယ်။မြို့ဝကျွန်းပေါ်မိုးရမကွေမွန်တရင်းနိုင်ကရန်တက်ရောက်နေကန်းတော်ပင်လေပြင်မှာတော့တခါတရံမိုးသက်လေပြင်ကြာရောက်ပြီး လိုင်းသင်းတင်းကနေလှိုင်းကြည့်ပါရယ်။မိုးသက်လေပြင်းချရောက်စဉ်ရေပြင်းမြေပြင်းလေပြင်းဟာတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်ပါရယ်။ရိုင်းမြေဟာမြဝကျုံပေါ်မိုးမောက်ဝင်မွန်တင်းနိုင်ကရန်တလျှောက်နဲ့ကန်လွန်ပင်လေပြင်းမှာခွနဘေကနေကိုဘေကရှိပါရယ်။မြမပင်လေပြင်းမှာလိုင်းနှင်းငယ်ကနေလိုင်းသင်းတင်းရှိပါရယ်။လိုင်းမြေဟာရခိုင်ကရန်တလျှောက်နဲ့ကန်လွန်ပင်လေပြင်းမှာ၄ဘေကနေ၆ဘေကရှိပါရယ်။ ဒါကြောင့်မုံတိုင်းငယ်အရှင်ကြောင့်မိုးတက်ထန်စွာရွာသွန်းလာတဲ့နယ်တို့တို့လေပြင်းတွေတိုက်ခတ်တာရုတ်တရက်ရေကြီးတာနဲ့မြေပြိုတာစတဲ့တဘာဝဘေးရနယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြစ်ဒေသအနီးနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်နဲ့မြေငယ်ချောင်းငယ်အနီးနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုနိုင်ဖို့နဲ့ပြည်ရဲလေကြောင့်ပြန်တိုင်မြမကန်ရန်တရှောင်းနယ်ကမ်းတော်ပင်လယ်ပြင်မှာရှိတဲ့ကမ်းနီကမ်းဝေငါးပန်းရင်နဲ့တင်းမောတဲ့အနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ဒါအပြင်မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာန WRF မော်ဒယ်ရဲ့2025ခုနှစ်အော်တဘာလ25ရက်နေ့မြန်မာစံတော်ချိန်မနက်6နာရီခွဲချိန်ကိုအခြေခံတွက်ထုတ်ထားတဲ့26ရက်စလ2025ရက်ကနေ28ရက်စလ2025ရက်ထိမိုးရွာသွန်းနိုင်တဲ့အခြေအနေခံမှတ်ချက်ဖော်ပြထားခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဘန်ကောက်ကစူကိုဘစ်ဆက်ခွန်ဟိုတယ်မှာတော့မိလောင်ပြီးတော့ပိတ်မိနေတဲ့လူတွေကိုကယ်တင်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။ဘန်ကောက်ဘန်နာခန်ရ ဆူဂိုဘဲဟိုတယ်မှာအထက်စက်တာဟိုတယ်တစ်ခုလုံးမှာတော့အော်တိုဘာလ25ရက်နေ့ဒီနေ့နေ့လယ်12:45မိနစ်ဝင်ကျင်လောက်ကမိလောင်မှုတစ်ခုဖြစ်ခဲ့ပြီးတော့ပဲမိနေတဲ့နေထိုင်တဲ့သူတွေကိုရုပ်ရှင်ဇာတ်ကားဆက်ဆံကယ်ဆယ်ခဲ့ကြရပါတယ်။မိလောင်တွေဟာ မီရောက်တဲ့ဟာတတမတန်းမှာလောင်ကျွမ်းနေတာကြောင့်မီသက်စကန်ကမီသက်သမားတွေဟာအခင်းဖြစ်ပွားတဲ့နေရာကိုအများဆုံးလာရောက်ကြပါတယ်။ရာမဝန်နိုင်နိုင်မီပင်နဲ့ကဲဆင်းစင်တာရဲ့အဆိုရတော့အဆောင်ထဲမှာလူတော်တော်များများပြင်းမိနေခဲ့တယ်။မိခိုးတွေပြင့်နေတဲ့ကြမ်းမြင်ကနေလူတယောက်ကဗရင်ပေါက်ကနေခုန်ချခဲ့ပြီးတော့နောက်တစ်ယောက်ကတော့ဗရင်ပေါက်အဆုံတစ်ခုမှာတွဲကပ်နေခဲ့တယ်လို့သိရပါတယ်။မီသက်သမားတွေကမီငိမ့်သက်ဖို့ရည်ပြနေရင်ကဲဆင်းလုပ်ငန်းတွေအတွက်ဝင်းဟင်းလေကားရင်တစည်းကိုလည်းခေါ်ယူခဲ့ရပါတယ်။ နေ့လယ်တနာရီမိနစ်20လောက်မှာတော့မီးဟာအခန်း၃ခန်းလောက်တွင်မီးကူးဆက်လုံခြုံခဲ့ပေမဲ့ကဲဆိုင်သမားတွေကတရမတ်တရန်တာမှာတောင်းတနေတဲ့သူတွေကိုစတမတ်တက်စီကိုဘေးလို့ရရွှေ့ပြောင်းပေးခဲ့ပါတယ်။မီးသက်သမားတွေကမီးပြည်တိုင်းငိမ့်တက်နိုင်ဖို့နဲ့ဆက်လက်ဆောင်ရွက်နေပါတယ်။မီးလောင်မှုရဲ့အကြောင်းရင်းကိုတော့စုံစမ်းနေစေပဲလို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့ထိုင်းပြည်သူတွေရဲ့မိခင်ကြီးမေတော်တီရိခေနဲ့ရာဆန်သွားတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ထိုင်းပြည်ရဲ့မေတော်ကြီးတီရိခေကတော့အော်တိုဘာ24ရက်ည9:20မိနစ်မှာချူလာလောင်ကုန်းအထိုင်အမှတ်စည်ယုံကြီးမှာငင်းချန်းစွာကန်တော်ကုန်သွားခဲ့တယ်လို့တော်ဝင်နန်းတော်ယုံကကြေညာလိုက်ပါတယ်။2019ခုနှစ်စက်တင်ဘာ9ရက်နေ့ကလေးကစည်ယုံမှာမေတော်ကြီးရဲ့ကျမ်းမာရေးကိုစောင့်ကြည့်ကူတာပေးနေတဲ့ဆောင်းဝဖွဲ့ဟာမေတော်ကြီးမှာကိုရင်းစနစ်အများပြားမှာနာမကျန်းမှုပုံစံလေးနဲ့ ပေါ်မမှန်မှုတွေကိုရှိနေတာကြောင့်စဉ်ဆက်မပြတ်ဆေးကုသခဲ့တာဖြစ်ပါတယ်။ဆီယောင်နီရဲ့အဆိုအရတော့မေရော်ကြီးဟာအောက်တိုဘာ18ရက်နေ့မှာသွေးကြောတဲ့ပိုးဝင်ကူးစက်မှုဖြစ်ပွားခဲ့ပြီးတော့ကုသမှုတွေပေးဖို့ကြိုးစားခဲ့ပေမဲ့လည်းကျန်းမာရေးအခြေအနေဟာတဖြည်းဖြည်းနဲ့ဆူရလာခဲ့ပါတယ်။မေရော်ဟာတောက်ကြနေည9:20မိနစ်တက်တော်93နဲ့မှာငြင်းငြင်းကြံကြံကန်တော်ကုန်သွားခဲ့ပါတယ်။ ဘရင်မင်းမြကတော့မေတော်ကြီးရဲ့တော်ဝင်သာဗနာအခမ်းအနားကိုတော်ဝင်ထုံးတန်းစင်လာအတိုင်းအမြင့်ဆုံးဂုဏ်ပြုမှုတွေနဲ့စီစဉ်ဖို့နန်းတော်ယုံကိုညွှန်ကြားခဲ့ပါတယ်။သူ့ရဲ့ယောဂလက်ကိုတော့ဘန်ကောက်မြို့တော်ဝင်နန်းတော်ကြီးတဲ့ကဒူးစစ်မဟာပရဆက်ပလင်ခမ်းမှာမှာထားရှိမှာဖြစ်ပါတယ်။ဘီမင်းမြတ်ဟာတော်ဝင်မိသားစုဝင်တွေနဲ့နန်းရွဲ့အရာရှိတွေအတွက်မေတော်ကြီးကံတော်ကိုယ်နဲ့နေကစားပြီးတော့တနှစ်အကြာဝန်နေချင်းအထိမ်းမှတ်ကာလအဖြစ်သတ်မှတ်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။မေတော်ကြီးကိုတော့1932ခုနှစ် ဩဂလ12ရက်နေ့မှာဘန်ကောက်မြို့မှာမွေးဖွားခဲ့ပြီးတော့သူဟာတားတော်နဲ့သမီးတော်နှစ်ဦးရှိခဲ့ပါတယ်1946ခုနှစ်ကနေ2016ခုနှစ်အထိအုပ်စိုးခဲ့တဲ့ဘီဂျီပုံမီပေါ်ရာမကိုကတော့ပြင်ပမှာသူမနဲ့ဆက်ဆက်ခဲ့ပါတယ် သူတို့ဟာ1950ခုနှစ်ဧပြီလ28ရက်မှာဘန်ကောက်မြို့မှာလက်ထပ်ခဲ့ပြီးတော့အဲ့ဒီချိန်မှာ သူမကိုဘီယင်မာကြီးဘွဲ့ကိုချင်းမြင်ခဲ့ပါတယ်1950ခုနှစ်မေလ9ရက်နေ့ဘီယင်မင်းမြတ်ရဲ့နတ်တပ်ပွဲဒီမှာသူမကိုဘီယင်မာပြည်အပြေးဝါတိုးမြင့်ခံခဲ့ပါတယ်မေရော်ကြီးဟာထိုင်းပြည်သူတွေရဲ့တာယာဝါပြောရေးအတွက်တသက်တာလုံးကြိုးစားလှုံ့ဆော်ခဲ့တာကြောင့်လေးစားကြည့်ညိုချင်းခံခဲ့ရပါတယ်။သူမဟာကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးအမျိုးသမီးတွေစွမ်းဆောင်ရည်မြင့်တင်ရေးနဲ့ ရိုးရာထိုင်းအမှုပညာနဲ့လက်မှုပညာထိန်းသိမ်းရေးတို့အတွက်စွန်းစားတက်မှန်လှုံ့ဆော်ခဲ့သူလည်းဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့25ရက်နေ့အတွက်မူလတာခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။မြေချောင်းမလို့သာအဝေပြောင်းကတော့25ရက်စလ2025ရက်နေ့မနက်8:59မိနစ်ချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်။မြန်မာပြည်လုံးမှာမိုးရွာသွန်းနိုင်တဲ့နေရာတွေကတော့ ကချင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းဒေသကြီးတောင်ပိုင်းမှာတယ်လူတက်စွာဖြစ်ထွန်းပြီးတော့ကြံတွေလုံးမှာတော့တိန်တင်းတင်းလောက်သာဖြစ်ထွန်းပါတယ်။တိုင်းနယ်ပြည်နယ်ဆလီနီယာအတွက်မနက်ပိုင်းမနက်အစင်နိုင်တိမ်မိုးရွာသွန်းနိုင်မှုခံမှန်းချက်မှာတော့ကချင်ပြည်နယ်အထက်ပိုင်းနဲ့အလယ်ပိုင်းမှာနေရာကြီးကြီးမိုးနှဲငယ်ရွာသွန်းပါတယ်။အောင်ပိုင်းမှာတော့မိုးပေါ်ပွဲအနှဲငယ်ရွာသွန်းပါမယ်။ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့လယ်ပိုင်းမှာနေရာကျဲကျဲမိုးနှင်းငယ်ရွာသွန်းပါမယ်။အောက်ပိုင်းမှာတော့မိုးပွပွဲလေးအနည်းငယ်ရွာသွန်းပါမယ်။ချင်းပြည်နယ်မှာတော့နေရာကျဲကျဲမိုးနှင်းငယ်ရွာသွန်းပါမယ်။မန္တလေးတိုင်းမှာတော့တိမ်သင်းနဲ့ဖြစ်တော့ကနေပူချိန်နေတဲ့အနည်းငယ်မြင့်တက်ပြီးတော့အိုက်ဆက်ဆက်ဖြစ်ပါမယ်။ နေပြည်တော်တိုင်းဒေသကြီးအတွက်ခမန်းကျက်မှာတော့တိမ်သည့်တဲ့ဖြစ်တော့ကနေပူချိန်နဲ့နေငယ်မြင့်တက်ပြီးတော့အိုက်ဆက်ဆက်ဖြစ်ပါမယ်။မကွေးတိုင်းဒေသကြီးအထက်ပိုင်းမှာတော့နေရာကွက်ကြောင်မိုးနှင်းငယ်ရွာသွန်းပြီးတော့အောက်ပိုင်းမှာတော့တိမ်သည့်တဲ့ဖြစ်တော့ကနေပူချိန်နဲ့အနေငယ်မြင့်တက်ပြီးတော့အိုက်ဆက်ဆက်ဖြစ်ပါမယ်။ရှမ်းပြည်နယ်မှာမြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာတော့တိမ်သည့်တဲ့လောက်သာဖြစ်ထွန်းပါမယ်။ တောင်ပိုင်းမှာတော့နေရာကွက်ကြားမိုးပွဲလေးအနေငယ်ရွာသွန်းပါတယ်။ရခိုင်ပြည်နယ်မှာတော့တိမ်သင့်တဲ့ဖြစ်တော်ပြီးတော့နေရာကွက်ကြားမိုးပွဲအနေငယ်ရွာသွန်းပါမယ်။ AR တိုင်းမှာတော့တိမ်သင့်တဲ့ဖြစ်တော်ပြီးတော့နေပူချိန်နေငယ်မြစ်တက်ပြီးအိုက်ဆက်ဆက်ဖြစ်ပါမယ်။ရောင်းတိုင်းဒေသကြီးမှာတော့တိမ်သင့်တဲ့ဖြစ်တော်ကနေပူချိန်ဒီအနေငယ်မြစ်တက်ပြီးတော့အိုက်ဆက်ဆက်ဖြစ်ပါမယ်။ ။ပဲခူးတိုင်းဒေသကြီးမှာတော့တိမ်သည်တဲ့ဖြစ်တော်ကနေပူချိန်တဲ့အနေငယ်မြင့်တက်ပြီးတော့အိုက်ဆက်ဆက်ဖြစ်ပါမယ်။ကယားပြည်နယ်အတွက်ခမန်းကျမှာတော့တိမ်သင်းတင်းလောက်သာဖြစ်တော်မှာမယ်။မွန်ပြည်နယ်အတွက်ခမန်းကျမှာတော့နေတိမ်သင်းတင်းလောက်သာဖြစ်တော်မှာမယ်။ကရင်ပြည်နယ်အတွက်ခမန်းကျမှာတော့တိမ်သင်းတင်းလောက်သာဖြစ်တော်မှာမယ်။တရနိုင်တိုင်းဒေသကြီးအတွက်ခမန်းကျမ်းမှာတော့အောက်ပိုင်းမှာနေရာကျကျကျန်နေရာတွေမှာတော့နေရာကွက်ကြားမိုးနေငယ်ရွာသွန်းပါမယ်။